မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမင်္ဂလာပါခင်ဗျာ9ရက်6လ2025ဒီနေ့တွေ့ရှိချက်ကလေးတွေကတော့မင်္ဂလာပင်လေကိုအချင်းလေးတွေကိုတင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ6930 7ရက်နေ့မှာတော့တနင်္လာရီကံယူဆန်းအောက်ချမ်းလေးကိုစတင်ရေးတိုက်ခတ်ပြီးတော့ 12ရက်နေ့မှာမွန်ပြည်နယ်13ရက်နေ့နှစ်ကင်းရောတာတလောက်မှာရန်ကုန်တိုင်းအေအော်ဒီတိုင်73 45 16 68ကန်ယူတန်းတောက်လျှောက်ပေါ်နော်မြန်မာကန်ယူတန်းမှာမုတ်တုံလေးပြင်းများလေဆိုင်ဝေးအရှိန်ဖြစ်တိုက်ခိုက်မဲ့အခြေအနေတွေဖြစ်ပါလေပုံမှန်လေထက်တာရိပ်40 45မိုင်နှုန်း တစ်ခါတည်း90လောက်ထိတက်နိုင်မဲ့အနေအထားဖြစ်ပါတယ်။ပင်ကရာပင်ဝော်လေတိုင်းဝေးအချိန်ဖြင့်မြန်မာနိုင်ငံအထက်ပိုင်းမြန်မာနိုင်ငံအလယ်ပိုင်းဘိုးကြီးရှေးနာမြင့်တလည်းရဲ့တွေ့ရပါတယ်ရည်ကြီးမဲ့အခြေအနေတွေဖြစ်ပါတယ်။ညဝါကျုံပေါ်တော့လင်မိုးထမ်းမဲ့အချိန်တွေပါကျွန်တော်တို့ရိုးရိုးပြောမယ်ဆိုရင်တော့နောက်ဆုတ်ရေတွဲမယ်ဆိုတဲ့အနေထားပေါ့ ကြီးရတော့တန်ခဲ့တဲ့ရေတော့လောက်မတက်တော့ပါဘူးဒီမြန်မာနိုင်ငံအောက်ပိုင်းမြဝကျွန်းပေါ်အနေထားတွေကတော့တန်ခဲ့တဲ့ရေတော့မမီတော့ပါဘူးဒါပေမဲ့မြန်မာနိုင်ငံအထက်ပိုင်းအလယ်ပိုင်းမှာတော့ရေကြီးမိုးကြီးနေတဲ့အနေထားပါလေဆိုင်ဝဲကတော့ဘင်္ဂလားဒေ့ကမ်းခြေအိန္ဒိယကမ်းခြေမှာလက်ပတ်၍အိန္ဒိယနိုင်ငံပေါ်သို့ဝင်ရောက်နိုင်မယ့်အနေထားပါ လေဆိုင်ဝဲလေဖီအန်းနဲ့အွန်လိုင်းငယ်တာတာနဲ့ဝင်ရောက်မဲ့နေထားလို့ကျွန်တော်တို့ခံမှတ်ထားပါတယ်ထူးခြားမှုများတွေ့ရင်ထပ်မံရေးတင်ပြပေးပါမယ်မြန်မာကံယူတချမ်းတလျှောက်နဲ့မြန်မာနိုင်ငံအလဲပိုင်းရှမ်းပြည်မြန်မာနိုင်ငံအနှံ့အပြားမိုးများတတ်တယ်မြေ73ရက်နေ့နောက်ပိုင်းမှာပုံမိုးရွာသွမ်းမှချင်းနေပါခင်ဗျာ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကပားသူကပားသားအားလုံးအသက်ရှိရှိဘေးရန်ကင်းစွာနေနိုင်ကြပါစေအားလုံးကျန်းမာချမ်းသာကြပါစေ